ခင်ပွန်းတဲ့နဲ့ပြန်မပောင်းမယ်မိမအချင်းချင်းလက်ထတော်မဲ့ဆုံမြတ်သူဇာရဲ့ညီမဆုံမြတ်ကလေးအောင်ပြည်သူများအလုံးမင်္ဂလာပါရှင်ဘောင်မစ်နောင်ကနေပြန်လေးကြိုဆိုလိုက်ပါတယ် အခုချိန်မှာခင်မုန်းတဲ့နဲ့ကွာရှင်ပြီးတော့မိမအချင်းချင်းချစ်ကြနေလို့လူပြောများနေတာကတော့စိုးမြက်ကလေးအဖြစ်ပါတယ်။စိုးမြက်ကလေးဟာဆိုတာကတော့နိုင်ငံကျော်ရုပ်ရှင်မင်းသမီးကြီးစိုးမြက်သူဇာရဲ့ညီမဖြစ်တယ်လို့နောက်ထပ်တရုတ်ဆောင်မင်းသမီးစိုးမြက်နန္ဒာရဲ့အမလည်းဖြစ်ပါတယ်။ဒါအပြင်စိုးမြက်ကလေးကတရုတ်ဆောင်မင်းသမီးစိုးပြည့်တဲ့စဉ်နဲ့အစိုးရစန်တီမြင့်လင်တို့နဲ့လည်းညီမဝမ်ကွဲတော်ဆက်ပါတယ်။ဒီလိုအမှုပညာရှင်မျိုးရိုးအပြည့်ရှိတဲ့စိုးမြက်ကလေးကကိုရိုင်ကလည်းတရုတ်ဆောင်မင်းသမီးလောက်ခဲ့ဘူးသူဖြစ်ပါတယ်။ဒါပေမဲ့အမဖြစ်သူနဲ့ညီမဖြစ်သူတို့လောက်တော့အောင်မြင်မှုတွေ မရခဲ့ပါဘူး။ဒါကြောင့်လည်းစွန်မြတ်ကလေးဟာအင်တောင်ရှင်မဘွားကိုစောစောစီစီဖြတ်တန်းခဲ့ပါတယ်။စွန်မြတ်ကလေးကအစောပိုင်းမှာတော့ခင်ဘုံတဲ့နဲ့တူခေတ်သခင်ဆိုတဲ့သမီးလေးတယောက်ရရှိထားပြီးတော့တာယာပျော်ရှင်တဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းလင်းနေမရရှာနေသောဆိုသလိုပဲစွန်မြတ်ကလေးကနောက်ပိုင်းမှာတော့အင်တောင်ရဲ့အစ်မပြေဖြစ်တဲ့အခြေအနေမျိုးကိုရောက်ရှိခဲ့ရပါဘူး။ ဒါကြောင့်လည်းတယောက်ဆောင်အစိုးမြက်ကလေးရနဲ့သူမရဲ့ခင်မောတဲ့တို့ကလွန်ခဲ့တဲ့နှစ်တွေကလေးကအတူတူပေါင်းသိနေထိုင်တာမျိုးလုံးဝမရှိတော့တာဖြစ်ပါတယ်။အရင်နောက်မှာတော့တပင်လဲမှုတပင်ထူဆိုတဲ့အတိုင်းအခုခါမှာတော့နိုင်ငံကျော်ရုပ်ရှင်မင်းသမီးစိုးမြက်သူဆိုင်ရဲ့ညီမရင်းဖြစ်တဲ့စိုးမြက်ကလေးရကကိုဖြူဆိုတဲ့ချစ်သူအစ်စ်ကိုရရှိသွားပြီဖြစ်ပါတယ်။အခုခါမှာတော့စိုးမြက်ကလေးရကကိုဖြူနဲ့ပဲလက်သွဲသွားတော့မယ်လို့ဆိုပါတယ်။ထူကြတာကတော့ကိုဖြူကယောက်ျားဆစ်စစ်မဟုတ်ပါဘူး။မိန်းမကလည်းယောက်ျားစိတ်ပေါက်ပြီးတော့ယောက်ျားလေးစတိုင်နဲ့ယောက်ျားပုံစံပြောင်း ်းလဲထားတဲ့လိန်ပြောင်း transgender တယောက်ဖြစ်ပါတယ် အခုကမှရောစုံမြက်ကလေးကကိုဖြူနဲ့ပဲတဘဝစာလက်တွဲသွားတော့မယ်လို့ဆိုခဲ့ရပါတခြားတစ်ဖက်မှာရောစုံမြက်ကလေးရဲ့ခင်ပုံဖြစ်သူကစုံမြက်ကလေးကတော့လုံးဝပြန်မပေါင်းတော့ဘူးလို့ပြောခဲ့ပါတယ်။သူမရဲ့အိမ်ထောင်ကြီးပြဿနာနဲ့ပတ်သက်လို့တရုတ်ဆောင်မင်းသမီးကြီးစုံမြက်သူစာရဲ့ညီမဖြစ်သူတရုတ်ဆောင်စုံမြက်ကလေးကလွန်ခဲ့တဲ့နှစ်ပတ်လောက်ကစပြီးသမီးလေးရဲ့ဖခင်ကသူနဲ့ပြန်ပေါင်းဖို့အတွက်သူတို့ရဲ့အတော်ကြီးကြီးကိုနားချလာတာဖြစ်ကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့လည်းစုံမြက်ကလေးကတော့ခင်ပုံတဲ့ကိုပြန်ပေါင်းဖို့အတွက်အစီအစဉ်မရှိတော့ဘူး လို့ဆိုပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ဆိုမြတ်ကလေးရာကသူမဟာခင်ပွန်းဟောင်းနဲ့ပြန်အဆင်ပြေဖို့နှစ်ပေါင်းများစွာစောင့်ခဲ့ပါသေးကြောင်းဒါပေမဲ့ခင်ပွန်းတဲ့ဘက်ကဘာမှမတုံ့ပြန်လာတော့သူမအနေနဲ့ဘဝတည်းတစ်ခုကိုစတင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်ဒါအပြင်တရုတ်ဆောင်ဆိုမြတ်ကလေးရာကအခုချိန်မှာသူမကပျော်ရွှင်တဲ့ချစ်သူအသင်းနဲ့တရားပျော်ရွှင်နေပြီးဘဝမှာအပေါပေါပပါနေခဲ့တဲ့အချိန်တွေလည်းကုန်ခဲ့ပြီဖြစ်လို့ခင်ပွန်းတဲ့နဲ့ပြန်ပေါင်းဖို့အတွက်အတိတ်ကိုပြန်မသွားချင်တော့ဘူးလို့ဆိုပါတယ်ဒါအပြင်သမီးလေးခေတ်တခင်ကလည်းမမေရှိရင်တော်ပြီလို့ပြောကြောင်းဒါ ကြောင့်သူမအနေနဲ့ကိုဖြူနဲ့ပဲတဘဝလုံးပေါင်းသင်းသွားမှာဖြစ်ကြောင်းဘသူတွေဘာဝဲပြပြစိတ်ထဲမထားတော့ဘူးလို့ဖွင့်ဟပြောဆိုလာခဲ့တာဖြစ်ပါတယ်။တရုတ်ဆောင်စိုးမြက်ကလေးကလက်ရှိမှာဂရုစိုက်တဲ့လက်တွဲပေါ့ကိုရရှိထားတာဖြစ်ပြီးတော့ ။တမင်းလေးခေတ်သခင်ကိုလည်းချစ်ခင်ပေးရသူဖြစ်လို့သူမတွေ့တော့ကိုဖြူကအရန်ကိုစိတ်ချမ်းသာရတဲ့လက်တွဲပေါ်တူပါလို့ဆိုထားတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောခင်ပွန်းတန်နဲ့ပြန်မပေါင်းတော့ပဲကိုဖြူနဲ့ပဲပေါင်းတော့မယ်ဆိုမြက်ကလေးအပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။နောက်ထပ်လက်ရှိဝင်စားပွဲရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။